ရန်ကုန်မြို့နယ်တဲကလူကြိုက်အများဆုံးဖြစ်တဲ့အတွင်းလမ်းကျယ်ပေါ်မှာရှိတဲ့အခန်းတစ်ခန်းကိုဟောက်ဆိုးလုပ်ပြီးသွားမှာပဲဖြစ်ပါတယ်။ တကား၃ဌက်ပါဝင်မယ်။တန်ပန်းတက်ထက်၊ဘာကြတကားတက်ထက်၊မှန်တကားတက်ထက်ပါဝင်ပြီးရောဝရဏာမှာမြန်ခင်းစိမ့်လေးတွေခင်းမိထားမယ်။အရှိမျက်နှာစာဖြူအရန်ပွင့်တဲ့အတွက်ကြောင့်မလို့အလင်းအောင်တဲ့လေဝင်လေးထွက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်။အိမ်ခန်းအိမ်ခန်းတွေမှာပါကင်းတွေခင်းမိထားမယ်။အိမ်ခန်းနှက္ခမ်းဖွဲ့ပြီးထားမယ်။မာစတာတက္ကန်းစင်ကဲတက္ကန်းပါဝင်တာပဲဖြစ်ပါတယ်။အိမ်ခန်းမှာမာဘေဟုရင်ဘောင်ခတ်အလှဆင်ပေးထားပြီး Epinet တွေပါဝင်တဲ့ TV စင်ကိုထားရှိပေးထားမယ်။ဒီဘက်ဘေးဘက်မှာဆိုရင် Partition Box လေးပါပြီး ီးတော့ကိုပိုင်မီတာကိုပိုင်မော်တာများတက်ဆင်ပြီးထားပဲဖြစ်ပါတယ်။လှပသေးသက်စွာပုံဖော်ထားတဲ့မျက်နှာချက်မီးတီမီးဆိုင်တွေအသုံးပြုပေးထားပြီးတော့ဆိုဖာစတီပါမယ်။ဗရင်ပေါက်တိုင်းမှာတန်ပန်း Roma Brown ပတ်ပတ်လေတက်ဆင်ပေးထားပြီးတော့ပန်းမျိုးစုံနဲ့ပုံဖော်ထားတဲ့ပန်းအိုးတွေပါဝင်မယ်။ ဖယားကန်းတင်းတန့်ပါဝင်မယ်ဖယားကျောင်းဆောင်ပါပြီးရောဗရင်ပေါက်အကြီးတက်ဆင်ပေးထားပဲဖြစ်ပါတယ်။လိုက်ကနှစ်ထက်လဲပါပါသေးတယ်ရှင်။အိမ်သုံးလျက်စင့်ပစ္စည်းတွေကို စနစ်တကျအသုံးပြုဖို့အတွက်ရေလိုက်မီလိုက်ဆီလက်အကောင့်အသစ်ပြန်လည်ပြုလုပ်ပေးထားပဲဖြစ်တယ်။အိမ်ခန့်အပြင်ဘက်မှာဗကြီကားတွေပါမယ်။နိုင်ရန်ကတ်နိုင်ရီတွေပါဝင်ပြီးရောစလိုက်တို့တကောက်အသုံးပြုပေးထားမယ်။ပါကေခင်ပေးထားမယ်။ဗရင်ပေါက်ပါရှိပြီးရောရိုမာဘလိုင်းတက်ဆင်ပေးထားမယ်။ဒေးတိုင်းမရှိတဲ့အတွက်အလင်းရောင်နဲ့လင်းဝင်လေထွက်ကောက်သွားရရှိမှာပဲဖြစ် ဖြစ်ပါတယ်။အိမ်ခန်းတွေကအစမျက်နှာချက်စီလင်ကောင်းကောင်းအသုံးပြုပေးထားတယ်။မန်တင်ကုန်းနှစ်ယောက်အိမ်ကရင်နယံကပ်ဗီဒီယိုတွေထည့်သွင်းလို့ရပါသေးတယ်။မာစာကမ်းမှာဘလို့တွေပြင်ဆင်ထားလဲဆိုတော့ရှင်းစင်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။တောင်ကလာပါမြို့နယ်၄ရက်ကွာအတွင်းလမ်းကျယ်ပေါ်ဖြစ်တဲ့တီလလမ်းမပေါ်ပါရမီလမ်းမယိုဒဲပေါက်တဲ့အခန်းတစ်ခန်းပဲဖြစ်ပါတယ်။အုံးနဲ့အခန်းဖွဲ့ပေးထားပြီးနှစ်ပေပက်လေကြီးပြခင်ပေးထားမယ်စလိုက်တိုးတကောက်အသုံးပြုပေးထားပြီးအေးရကွန်းတစ်လုံးတပ်ဆင်ပေးထားပဲဖြစ်ပါတယ် ရေချိုကန်းအိမ်သာတွဲရက်ပါရှိပြီးတော့ဝါတာဟီတာဖန်ရှင်၅မျိုးပါတဲ့ရှာဝါကိုတက်ဆင်ပေးထားမယ်တီးတန့်ပေးစဉ်ဘူရန်အိမ်သာအစ်စ်တလုံးကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ပင်း2060ကရံမြေပေါ်မှာတလွာတခန်းဆောက်လုပ်ထားပြီး6ထက်တိုက်မျိုးစားပဲဖြစ်ပါတယ်။တလွာတခန်းစီမှာ18ပေ54ပေခြေဝန်းပြီးတော့ဒုတိယဒဏ်၄လွာအခန်းနဲ့မိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အခန်းအမြင့်အားဆိုရင်ဖြင့်6ပေအမြင့်ဖြစ်ပြီးတော့ တိုက်ခန်းရဲ့အယောင်စီနှုန်းကတော့3980ကိုမှအထူးညင်နိုင်ရောက်ချပေးသွားမှာပဲဖြစ်ပါတယ်။မီးဖို့ကံမှာမှန်စလိုက်တို့အသုံးပြုပေးထားပြီးကြေပြားခင်းကြေပြားတွေကပ်ပေးထားမယ်။ရေချိုးကန်းအင်းသာတီးတန့်ပါဝင်ပြီးတော့အဝိလျှော်ဆက်ထားရန်အတွက်တီးတန့်နေရာလေးပါရှိပါတယ်။ ရေချိုးကန်းထဲမှာဆိုရင်ကြေပြားတွေခင်းမိထားမယ်ရေတိုင်ငင်တစ်လုံးပါဝင်ပြီးတော့ပရက်ရှာပန့်လည်းပါဝင်ပါသေးရဲ့ PVC တကားတွေကိုအသုံးပြုပေးထားပြီးတော့ဘိုးတိုင်းအင်တာအစ်တစ်လုံးကိုတပ်ဆင်ပေးထားပဲဖြစ်ပါတယ် ဘားကောင်နာမီးဖို့ခုံတွေပါဝင်ပြီးရောပါတီရှင်းဘောက်စ်လေးနဲ့အလှဆင်ပေးထားမယ်။အပေါ်ဘက်အောက်ဘက်တွေမှာကပ်ဘိနက်တွေတက်ဆင်ပေးထားပဲဖြစ်ပါတယ်။အလင်းရောင်ကောင်းကောင်းရမယ်ဗရင်ပေါက်တွေကိုအသုံးပြုပေးထားပြီးရောမီးဖို့ခုံဘားကောင်နာတွေမှာကြွေပြားတွေခင်းပေးထားမယ်။စတီးပေးစင်ပါမယ်။တောင်းကလာရဲ့ရေကတော့ကြည်တောက်ရှင်းနေတာပါပဲရှင်။အရေးပေါ်လေကာပေါက်မှာဆိုရင်တန်ပန်းတစ်ထပ်ကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်။ပါရမီလမ်းမကြီးပေါ်ရောက်ဖို့အတွက်တက်မှတ်နဲ့ပဲလိုပါတယ်။ ချင်းမန်းသူကာဝင်အနီးကားခိတ်အနီးနန်းနန်းဝင်စီကျောင်းနီးတဲ့အခန်းတစ်ခန်းပဲဖြစ်ပါတယ်။တိုက်တက်တန်းဆိုရင်ဖြင်း၃နှစ်ဖြစ်ပြီးရောလူကြီးမင်းတို့အနေဖြင့်ဗန်းနဲ့ချိတ်ဆက်ဝယ်ယူခြင်းမာတယ်ဆိုရင်လည်းဝယ်ယူလို့ရပါသေးတယ်။အခန်းပေါင်းများစွာကိုရောင်းချပေးသွားပါဦးမယ်။အားပေးမှုအတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်။